ကြကြောလင်းပါမင်္ဂလာပါတန်းထူပါ startup to scale ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဆိုတော့ဒီခါတော့ကျွန်တော်ကကျွန်တော်ကထောင်ပေးအောင်နော်အဲ့တို့ထောင်လို့ပေးအောင်ဟာကျွန်တော်ဆက်ဆက်လာတာဘောနော်အဓိကကျွန်တော် revenue တွေရဖို့ကိစ္စတွေကိုကျွန်တော်တို့လုံးပန်းလာနော်ခေါ်ကြတယ်ဟုတ်တယ်ဆိုတော့တနည်းအားဖြင့် sales management ဘောနော် sales ကို ။ရောင်းကုန် manage လုပ်မဲ့အဓိကဒါဒီတစ်ခါကျွန်တော်ပြောချင်တယ်ဆိုတော့လေရှေ့ကဒီ episode တွေမှာမှန်တယ်လေ။တန်းထုပြောခဲ့တဲ့ဟာတွေပေါ့နော်။အဲ့ဒါနေဆက်ဆက်နေတာ data driven လုပ်မဲ့ဆိုတဲ့ကိစ္စအတွက် customer database တိစောက်တာတွေအဲ့ပုံမှာမူတည်ပြီးမှ campaign တွေလုပ်တာတွေ။မှန်တယ်။ဒါဆိုကျွန်တော်ဆက်ဆက်ပြီးတော့ဒီနေ့ပြောချင်တာပြီးတော့လေအကြောင်းတရားတွေကလည်းဟောကာလနဲ့လေဒါကကာလ data နဲ့လည်းတိုက်ဆိုင်နေလို့ယူဆမှာပေါ့နော်။ဆိုတော့များသောအားဖြင့်တချို့ company တွေမှာကျုပ်ကုမ္ပဏီဆိုတာဘယ်လိုအတိအကျွမ်းကုမ္ပဏီပေါ့ကျွန်တော်တို့လည်းအလုပ်တက်တာအလုပ်လို့မလုပ်ဖြစ်သေးဘူးဒါပေမဲ့ကြားနေရတာက ဒီအယောင် revenue တွေကတော့ကမောက်ကမောက်ဖြစ်တယ်နော်ရောင်းဝါလိုက်မရောင်းဝါလိုက်ရောင်းဝါလိုက်မရောင်းဝါလိုက်ဖြစ်နေတဲ့အချိန်မှာတို့တွေမှာအခုခုတော့လွှဲချော်နေပြီလို့ဟောပေါ့နော်ကျွန်တော်တို့သိတယ်အာဘာလဲဆိုလို့ရှိရင် customer နဲ့ဆက်ဆက်နေတဲ့အကြောင်းတရားတွေလို့ကျွန်တော်ယူဆတယ် product ကတော့အဲ့လောက်ထိဒုက္ခမပေးဘူးအဲ customer ကိုအကြောင်းမသိရင်ဒုက္ခပေးတာဟုတ်ဆိုတော့အကြောင်းလဲကျွန်တော်တို့ဟိုအကြောင်းတိုက်ဆိုင်တာမဟုတ်ပေမဲ့အဲကျွန်တော်ဒီရပြင်ဒါပြောရမယ်ဒါပြင်ဒါလာမယ်ဆိုတော့ကျွန်တော် series sequence လိုက်လေကျွန်တော်ကြိုးစားပြီးတော့ကျွန်တော်ပြင်ဆင်တာနော်ကိုကျွန်လည်းပြင်ဆင်တာတော့ သူကတိုက်ဆိုင်သွားတာကအဲ့လိုပါအယောင်ရဖို့အတွက်မှာကျွန်တော်တို့ဘယ်လိုစီမံကြမလဲဆိုတော့အားလေးနဲ့ဆက်ဆက်လာလို့ရှိရင်ကစားမအကြောင်းလေးအရေးပါလာအားအဲ့တော့ data ID ဆောင်းအမဲလေးပါညာ data ပေါ်ကြည့် drive လုပ်အမဲတော့ဒုနေကောင်မဲအား data ဆိုရဟာတနည်းအားဖြင့် survey လीနော်ကစားမအကြောင်းသိဖို့လို့ဒါ survey ကိုဟောဆိုတော့ဒီက retailer ပဲဖြစ်ဖြစ်ကျွန်တော် dealer ပဲဖြစ်ဖြစ် distributor ဖြစ်ဖြစ် survey လုပ်ဖို့လုပ်နေတာမတူတာလीနော်တော့ဒီထဲမှာပါတဲ့အချက်လက်တွေကိုဘယ်လိုယူရမလဲဆိုတဲ့အကြောင်းတရားတွေကဟမ်ဟောရှိတာဟုတ်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုဇုံလေးကဒီဒီဘက် ကစ္စမဆာပြပေါ့နော်ကဲကစ္စမဆာဗီအကြောင်းလေးလည်းပြောပြပေါ့နော်ဒီရီတလာကော့ကတ်ရီတလာကော့ကတ်အကြောင်းလေးပြောပြပေါ့နော်ကျွန်တော်တို့ဟိုအရင်တုန်းကတော့2010 2000လောက်ကပေါ့ကျွန်တော်ရော့ဒ်မန်မှာလောက်ခဲ့တဲ့ချိန်တုန်းကတော့ဒါ BAD ဘက်ကနေပြီးတော့ကျွန်တော်ရော့ဒ်မန်အော်ဖော်မော့ရော့ဒ်မန်ဆော့ဘောမော့မြန်မာပေါ့နော်အဲ့တော့ဒေးဒီဂျေးတွေပေါ့ဟာလေ โอเคနာမည်ကောင်းတစ်ခုနဲ့ကြံခဲ့တဲ့သူတွေပေါ့ Yes yes ဆိုတော့အဲ့ဒီမှာတော့ဒီ Relay Call Cap ဆိုပြီးသွားတယ်ပေါ့နော်အဓိကတော့သူက customer information တွေကိုစုံစုံလင်းလင်းခုနကျွန်တော်တို့အမြဲပြောနေတဲ့ customer data တွေကိုစုံစုံလင်းလင်းအဲ့ဒီထဲမှာထည့်ထားတဲ့အခြေအနေတစ်ခုပေါ့နော်သွားပြပြလို့မယ် Rockman ကငါသလုံးတွေပါရောင်းလိုက်ကိုကျွန်တော်တို့အာဟုတ်လားဟုတ်တယ်တူတူပဲ အဲ့တော့ London Secret ရောင်းခဲ့တယ်ငါသုံးလုံးငါသုံးလုံး like ကျွန်တော်ကားတွေတော့အဲတုန်းကလေကြော့ကော့ကြော့ကော့ပြန်နေနော်မော်တော်ကားတွေနဲ့အာနော်ကျွန်တော်အချအဲတုန်းကဟိလား branded ကားတွေနဲ့ Chevy ဘောင်းတွေလဲမဟုတ်တကယ်တကယ်တကယ် presentable ဖြစ်တာပါဖြစ်ပါတယ်အဲတုန်းကလူတွေက okay ပါ sorry อืมအဲတုန်းကဟာလေအခုတတိသွားရလေပေါ့နော်အမျိုးသမီးလည်းချိုးတယ်မဟုတ်လား okay ပါอืม ဆိုတော့အဲ့ဒီအဲ့ဒီဟာတွေပေါ့နော်ခုနရှေ့မှာရှေ့ episode တွေမှာကိုသားတို့ပြောခဲ့သလိုပဲ customer database တွေတိစောက်တယ်ပေါ့အဲ့ဒီ retailer gogat မှာလည်း customer database တွေတိစောက်ရတယ်ပေါ့တော့တိစောက်တယ်ဆိုတဲ့နေရာမှာတိစောက်ထားပြီးရတယ်ပြီးပြီလားဆိုတော့မဟုတ်ဘူးဒီဟာတွေကကျွန်တော်တို့ကအပြောင်းလဲအရင်များတယ်အရင်တော့အဲ့လောက်အပြောင်းလဲမများရမယ်ခုနောက်ပိုင်းဒီမှာအပြောင်းလဲများတယ်ဟာဒီနေ့မလောက်တော့မတူဘူး yes အဲ့ဆိုလို့ကျွန်တော်တို့အဲ့မှတ်ထားတဲ့ဟာတွေကိုအမြဲတမ်း update ဖြစ်နေဖို့ကျွန်တော်တို့အမြဲတမ်း အာအတူတည်းဖြစ်ဖို့အတွက်ကို information တွေကခုနရှေ့ပိုင်းမှာပြောခဲ့တဲ့ customer contact ကနေပြီးတော့လကောင်းပြီးတော့လို့ရှိရင်ခုနက customer database ကိုအမြဲတမ်း up to date ဖြစ်အောင်လုပ်ပေးနေမှာဖြစ်တယ်။ရောင်းရိုးတိုင်းဆက်ဆက်တဲ့ကိစ္စတွေ location နဲ့ဆက်ဆက်တဲ့ကိစ္စတွေပေါ့နော်နောက်ဆုံးများတို့တို့ ကြည့်တာပေါ့နော်တိတော့မသိဘူး finance ဘက်တဲ့ကိစ္စဝင်နော်ဟုတ်တယ်ဟာကြီးမှာပေါ့အဲ့တော့ customer data တွေကပြောင်းလဲတွေကအများဖြစ်တယ်ဗျဥပမာနေရာလိပ်စာပြောင်းသွားတာဖြစ်နိုင်တယ်ဖုန်းနံပါတ်ပြောင်းသွားတာဖြစ်နိုင်တယ်မျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဟိုတချို့ company တွေသာဟိုဟိုခဏခဏမပြောင်းမိမယ်တချို့လူတွေမှာလို့ဖုန်းနံပါတ်ပြောင်းတာတွေလိပ်စာပြောင်းတာတိုင်းရှိတတ်တယ်အခုအခုလောလောဆယ်ပေါ့နော်ဆယ်မကောင်းပါဘူးပြောင်းတဲ့ဟို location တွေအများကြီးပြောင်းသွားကြတယ်ဗျာလဲဆိုတော့ monthly ဘက်ကလုပ်ငန်းရှင်တွေက location တွေပြောင်းသွားကြတယ်ဗျာဒီလားအဲပေါ့နော်အခု โอเคပါကျွန်တော်လည်းအဲ့အဲ့ဒါကြောင့်လည်းခုနပြောတဲ့ဒီ data တွေ update လုပ်ဖို့ဆိုလို့ရှိရင်ခုန consumer contact တွေလည်းလောက်အောင်မှဖြစ်တယ်လို့ survey လေးတွေလုပ်ဖို့ပေါ့နော်အဲ့တော့ survey လုပ်ဖို့ဆိုတာခုန customer data တွေ up to date ဖြစ်အောင်လုပ်ဖို့တခုလည်းမဟုတ်ပါဘူးအဲကျွန်တော်တို့ခုနရှေ့မှာလုပ်ခဲ့တဲ့အာ promotion campaign တွေကိုထိရောက်တဲ့ promotion campaign တွေဖြစ်အောင်လို့ အဲကျွန်တော်လိုအပ်တဲ့ information လေးတွေရပါအောင်လို့ကျွန်တော်တို့ဒီ customer service ကောက်ဖို့ဆိုတဲ့ကိစ္စလေးကိုပြောချင်တာဖြစ်တယ်။ Yes ။ဆိုတော့တစ်ချက်ခုနှစ်ချက်ပြတ်တစ်ချက်ခုသုံးချက်ပြတ်အနေနဲ့အလုပ်လုပ်ရတဲ့အချိန်လေးပြတ်ပြတ်ချင်တော့ပြတ်ပါဘောနော်။အစိမ့်စိမ့်ပုံမှာပြတ်ကုန်မယ်။ဆိုတော့အဲ့ဒါလေးတွေလုံးတင်တယ်။လုံးတင်တဲ့ခါကျကျွန်တော်တို့ objective တစ်ခုနဲ့ customer service ကောက်ဖို့လုံးတင်တယ်။အဲဘာကြောင့်လဲလို့ပြောလို့ရှိရင်ခုနက customer data တွေကို update ဖြစ်အောင်လုပ်ဖို့အပိုင်းကဏ္ဍအပြင် campaign တွေကိုဘယ်လိုထိရောက်တဲ့ campaign တွေလုပ်လို့ရမလဲ။ customer ရဲ့အကြိုက်တွေပြောင်းလဲသွားပြီလား။ customer ရဲ့အသက်အရွယ်တွေ ပုံမှန်မူတည်ပြီးတော့တို့အကြိုက်တွေရွေ့သွားသလားပြောင်းသွားသလားဒါတွေသိရဖို့အတွက်ကိုကျွန်တော်တို့ခုနကပြောတဲ့အာ survey တွေကောက်ဖို့လိုတယ် ဆိုတော့ retail တွေမှာဆိုရင်တော့လေကိုယ်ဆိုင်ကိုလာပြီး visit လုပ်တဲ့ customer တွေစီကနေကောက်လို့လွယ်တယ်ကြားတယ်အပြင်ကိုသွားနေတဲ့သူတွေခုန dealer တွေနဲ့ဆက်ဆံရတဲ့ channel တွေဆိုလို့ရှိရင်လေအပြင်ကိုသွားတဲ့အချိန်မှာကောက်တာတော့လကောင်းဓမ္မမဟုတ်လို့ရှိရင် Google Form တွေလောက်တာတွေဓမ္မမဟုတ်လို့ရှိရင် physical form တွေလောက်ပြီးတော့ကောက်တာပဲဖြစ်နီးပေါင်းနီးပေါင်းဆိုရှင်ပြီးသားတော့ update လုပ်မှာပေါ့နော်အာတော့ဘာကြောင့်လဲဆိုလို့ရှိရင်မရှိသေးတဲ့ customer တွေအသစ်ဖြစ်မဲ့ customer တွေရတော့လည်းတရား information တွေပေါ့နော်ပင်ညာမှာတော့ဥမာပြားဆိုင်တိုင်းတော့ထပ်ပြီးတော့အသစ်ဖြစ်လာတယ်ဘယ်သူပဲချမ်းသာတယ်ပေါ့နော် service ကောက်ကိုကောက်မှာပါဟုတ်တယ် ဆိုတော့အဲ့ဒါလေးတွေကောက်ဖို့ဆိုတော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလိုလေးရှိမယ်ပေါ့နော်ကျွန်တော်တို့အကြံပြုနေတဲ့ကုမ္ပဏီတွေမှာလုပ်နေတဲ့ practice တွေရောလုံးတင်လုံးထိုက်တဲ့ပုံစံလေးတွေရောပေါ့နော်အဲ့တော့ အာကျွန်တော်တို့အရင်ဆုံးတော့ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခြေအနေတွေမှာမူတည်ပြီးကျွန်တော်တို့မလုပ်ချင်တာလဲ၊မရချင်တာလဲဆိုတော့ objective တွေကိုရှာမယ်။အဲ့ဒီ objective တွေကိုရဖို့အတွက်ဆိုလို့ကျွန်တော်တို့ဘယ်လိုမေးခွန်းတွေမေးသင့်တယ်လဲဆိုတော့မေးခွန်းပုံစံတွေ၊မေးခွန်းအခြေအတွက်တွေဒါတွေကျွန်တော်တို့ promotion ကို promotion ကိုလို့ဆိုလို့ရှိရင်ပေါ့နော် promotion မလုပ်ခင်မှာလဲလောက်အောင်ဖြစ်လို့လုပ်ပြီးသွားပြီဆိုလို့ရှိရင်လည်းလွှတ်ထားလို့မရပြန်ဘူး။ကျွန်တော်ကျွန်တော်တို့ promotion ရဲ့ထိရောက်မှုကအတော့စီမောထီရကောင်းထီရောက်နေမယ်အတိုင်းမဲ့ customer တွေကလည်းပို့ပြီးတော့လိုအပ်ချက်တွေရှိသလားဆိုတဲ့ကိစ္စဝေဆိုင်နော်အဲ့တော့ဒါမျိုးခါလေးတွေလည်းမေးရမှာ ပါဟိုကိုကျော်လေးဟိုအတော့ဟိုအပစုံပြောက consumer contact ဟလားဟုတ်တယ် consumer contact အဲ့ဒါပဲ customer နဲ့လေအဆက်ဆက်ပြတ်လို့ကိုမရဘူးပြည်လားอืมဒီအရာလေးကလည်းအခု customer နဲ့အဆက်ဆက်မပြတ်အောင်ကျွန်တော်ကဆရာပါထိထိဆက်ဆံရအောင်လုပ်နေတဲ့သဘောတဘောနော်လုပ်နေတဲ့ဒီ activity တွေဟုတ်တယ်อืมဆိုတော့အဲ့ဒီမှာမိကွန်းဗာမိကွန်းနေမေးမလဲပေါ့တခါလေးကြရှိတယ်ဟို survey ဆိုရင် survey ဒီမိကွန်းဒီမိကွန်းဆိုတာဟိုပုံသေးနီးတွားလို့မရဘူးမရဘူးဗျာကျွန်တော်ကျွန်တော်လေ မစီတော့မေးခွန်းလာမေးလို့ကျွန်တော်ဖြေချင်တော့ဘူးတိလားအဲ့လိုရှိတယ်နော်ဆိုတော့မေးခွန်းတွေကဗာမေးခွန်းတွေမေးမယ်မေးခွန်းဘယ်နှခုလောက်မေးမလဲပြီးတော့ဘယ်မေးခွန်းပြီးဘယ်မေးခွန်းမေးမလဲဆိုတော့ဒီ sequence တကြပေါ့နော် season mode တွေဒါလေးတွေလည်းအရေးကြီးတယ်အဲ့တော့ဒီဟာတွေကိုဖြေပေးလိုက်တယ်ဆိုတော့ customer တွေဖြေချင်အောင်လဲဘယ်လို approach လုပ်ရမလဲဆိုတော့ဒီနာနေသေးရည်လည်းရှိတယ်ဆိုတော့ဟိုဘယ်အချိန်တွေမှာသူတို့မေးတင်တာလဲ ဘယ်လိုမျိုးကြီးဖြည့်ခိုင်းတင်တာလဲဘယ်လိုမျိုးဖြည့်ခိုင်းတင်တာကဘယ်လိုမေးတင်တာလဲပေါ့နော်ဩအရင်ရေးကြည့်တယ်ဟုတ်ကဲ့အဲ့ဒါမှဗျာတချို့ကရှိတယ်ဟို tick 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 ဆိုလှုပ်လိုက်တဲ့ဟာလေးနဲ့ဖြည့်ရတာဆိုရင်အလင်းတင်တယ်ဟုတ်ကဲ့ချိန်ကြီးအများကြီးဟောမရှိဘူးမြန်တယ်နော်ဖတ်လိုက်တယ်ဟုတ်တယ်မဟုတ်ဘူးအမောင်းရင်လည်းမဟုတ်တဲ့နေရာမှာဟုတ်တယ်ဟုတ်ရင်လည်းဟုတ်တဲ့နေရာမှာအဲဒါ ဟုတ်လားမဟုတ်လားမသိလဲဟုတ်လားမဟုတ်လားမသိနေမှာချက်မယ်နော်အဲ့ဒါကောလို့ moment နဲ့ဗျာတို့ open question လို့ကြီးတွေဖြေခိုင်းရင်တော့မဖြေချင်တော့လေကိုလုံးနဲ့ကိုလေးနော်အဲ့ဒါမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလို service form တွေမှာဆိုရင်အဲ့လိုမျိုးဒီဒီ tick box လေးတွေနဲ့ထားပြီးတော့မှကျွန်တော်တို့ဟုတ်တယ်မဟုတ်ဘူးဒါမှမဟုတ်ရှင်ကောင်းသိညံ့လားအဲဒါမျိုးလေးတွေနဲ့ကျွန်တော်တို့ဖြေတဲ့ဟာမျိုးပေါ့နော်ကြိုက်တယ်မကြိုက်ဘူးလုံးလုံးမကြိုက်ဘူးလားဒီလိုလေးတွေနဲ့သွားပြီးတော့ဖြေတဲ့ဟာမျိုးလေး service မှာနော်ကျွန်တော်ကိုယ်တိုင်လည်းကြုံတာပေါ့နော်အချို့မိတာလဲအဲ service လို့တော့မထင်ဘူးပေါ့နော် interview လို့အဲ interview လို့တော့ မဖြေမင်းကဖြေရမယ်ဆိုတဲ့သဘောမျိုးကြီးတောင်းအဲ့မျိုးကြီးဖြေတာလည်းအဲစိန်စိန်တာနဲ့ဖြေဖို့ထက်အဲဘလို့ရှိတဲ့ပေါ်ပြန်ပြလဲပေါ်ကအဲပေါ်ကဖြေဖြေဖို့ပို့ပြီးတော့အားစံလို့ဖြေနေတာနော်ဆိုတော့တကယ်ကိုတိတိတတ်တတ်တိတ်တိတ်မွေ့မွေ့နဲ့ချင်းကတ်တင်တယ်နော်ဆာဗေးကကျုံမှုရယ်ဗျာအဲ့လိုဖုန်းကနေပြီးတော့ဆာဗေးကောက်တယ်လို့ကောက်တဲ့ဟာတွေလည်း တစ်ခါလေးကြားလို့ရှိရင်သူကလေဟိုဖုန်းပြောလို့အဆင်ပြေလားလို့တော့မမေးတော့ဘဲနဲ့တန်းပြီးမေးတာမျိုးကျွန်တော်တို့ကအဲနောက်မှဆိုမျိုးဖြစ်တာဖြစ်တယ်ပေါ့နော်။ဘာလို့စိတ်အဆင်မပြေသွားတဲ့ဟာမျိုး။အဲ့တော့အဲ့လိုဖုန်းနဲ့ဆာဗေးကောက်တဲ့ပုံစံမျိုးကောက်ကြမယ်ဆိုတည်တည်ချာချာလေးလုပ်ဖို့လိုတယ်။ ဘာလဲဆိုတော့ဖုန်းဆက်မယ်ပြီးရင်အဲသူဆက်တဲ့သူဟုတ်မဟုတ်မေးမယ်ဟုတ်ပါတယ်ဆိုရင်ဖုန်းပြောလို့ရမလားဆိုရင်မေးမယ်ပြီးတော့ကျွန်တော်မေးခွန်းတိုတိုလေးနှစ်ခုသုံးခုအဲ့ဒီမှာအကြ ాయి မေးလို့မရဘူးဟုတ်တယ်နော်အဲ့လိုမျိုးလေးတွေပေါ့ကျွန်တော်ကြုံဘူးတယ်အဲ့လိုအဲ့လို survey ကောက်တဲ့ဟာလေးတွေပေါ့နော်တချို့လဲအပြောဆိုညက်တဲ့အတွက်ကျွန်တော်ကောင်းကောင်းမွန်မွန်ချိန်ပေးပြီးဖြေလိုက်တာလည်းရှိသေးတယ်တချို့မညက်တဲ့အတွက်ကျွန်တော်မအားသေးဘူးအာ so intelligence star ဖြစ်တာလေသူမိတာနှစ်ခုလောက်လေကိုကတော့မှတခြားချိန်နေပြီးရှာရှာရှေခဲ့သေးတာကြီးအများကြီးရှိသေးတယ်ဖြေချင်တာနော်ဆိုတော့မျိုးလေးရှိတယ် yeah ဒါချင်းကမွန်ချင်းကနေရ the way how we approach ကရန် တိမ်မွေးဖို့လိုတာပေါ့နော်အဲမှန်ပါတယ်ဘာကြောင့်လဲဆိုတော့အဖြေတချို့ဆိုလို့ရှိရင်များတကယ် random များတည်တာမလားတိတော့မသိဘဲနဲ့လမ်းခေါ်တဲ့ဟာလည်းရှိတာပေါ့ data မရှိဘဲနဲ့ဖုန်းကျွန်တော်ဖုန်းနံပါတ်တွေ့ရတယ်ကောက်ခေါ်တဲ့ဟာလည်းရှိအဲကောက်ခေါ်တဲ့လူတွေထဲမှာမတူများတည်လားဟုတ်တယ်ပြရလို့ရှိရင်တိမ်မွေးချင်းကပုံအရင်တိမ်မွေးတယ်ရန်တိမ်မွေးတော့အကောအကူကြီးပေးချင်တယ်လေနော်ကျွန်တော်ပေးလိုက်တယ်ပေးလိုက်တဲ့ဟာအလုံးလည်းမရောအရက်လည်းမရောလीနော်ဆိုတော့ပေးမှာပါအမှန်တော့သူချင်းကပုံပုံမှာမူတည်ပြီးတော့ကောအားသေးဘူးလို့ဘာဖြစ်လဲညာလည်းပြန်ပြောလိုက်တာရှိတာပေါ့ဒါညစ်တွန်းတော့တော့မဟုတ်ဘူးပေါ့နော် တံမိုးထားပုံချင်းမတူတာပေါ့အဲ့လိုမျိုးပေါ့ customer ကို push လုပ်တဲ့ပုံစံမတူတဲ့ပုံမှာပြန်ပြီး response မတူတဲ့သဘောဖြစ်တာပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ဒီအဓိကတော့ survey တွေကမျိုးစုံကောက်လို့ရတယ် form တွေနဲ့ထုတ်ပြီးတော့ print လုပ်ပြီးတော့ကောက်တာရှိမယ် Google form တွေနဲ့ကောက်တာရှိမယ်ပြီးတော့လည်းခုနက telephone နဲ့ကောက်တာတွေလည်းရှိမယ်အဲ့ရအားနဲ့ကျအတားကြက်ကလေးတွေကိုပြောပြတာသာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့အဓိကတော့ခုနကကိုကျွန်တော်ပြောတဲ့ object ကအရေးကြီးနော်ဟုတ်တယ်ဘာကြောင့်တရားလုံးရတာလဲ object ရှိပဲနဲ့ရန်လုံးနေလို့တော့အဆင်မပြေဘူးကျွန်တော်တို့ကကျွန်တော်တို့ဒီ consulting လုပ်တဲ့အချိန်မှာလည်းအမြဲပြောတယ်လက်လှုပ်ရင်လည်းလှုပ်တာရွေချက်ရှိရမယ်ခြေထောက်လှုပ်ရင်လည်းခြေထောက်လှုပ်တာရွေချက်ရှိရမယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့ဒီ service ကောက်တယ်ဆိုလို့ရှိရင်ရေချက်တစ်ခုကိုရှိရမယ်ကျွန်တော်တို့ဘာရကျင်တာလဲဘာတိကျင်တာလဲဆိုတဲ့ဟာပေါ့နော်ဟုတ်အဲ့ဒါအရေးကြီးဆုံး customer တွေနဲ့ဟိုပါဘောနော်ထိတွေ့ဆက်ဆံမှုဆိုတော့အဲ့အမြဲတမ်းထိတွေ့ဆက်ဆံနေရမယ်ဆိုတော့ objective ရေချက်တစ်ခုကြောင့်ဒီ survey တွေကောက်ပါဘယ်နဲ့ကောက်မလဲဒီ customer တွေတည်းပို့ပြီးတော့အခုအနေနဲ့ဘယ်လိုအကျိုးပြုရမလဲတနည်းဖြင့်သူတို့အကျိုးပြုတယ်ဆိုတာကအခုအတွက်လည်းအကျိုးပြုရပါလေ mutual benefit တွေဒီဒီကောက်ထားတဲ့ survey တွေပေါ်မှာပေါ်တော့ဒီ data တွေကိုဘယ်လိုထိမ့်သိမ်းမလဲဒီ data တွေနဲ့ခုနကမျိုးအပြန်အလှန်အကျိုးပြုအောင်ဘာလို့များလုပ်ကြမလို့ တော့အဲ့ဒီပုံမှာဘလို့ထပ်ပြီးတော့ update ပြန်လုပ်ကြရမှာတော့ဆိုတဲ့ဟာလေးတွေအရင်ကြည့်တာပေါ့နော်။တော့ပြောမှာဆိုလို့ရှိရင်တော့ခုနဟို promotion တွေပါတယ်ညာတွေတော့တော့တော့ manage လုပ်ကြ sales management က management မှာပါတယ်ဒီ survey ဆိုတဲ့အကန့်ကဏ္ဍကလည်းအခရာကြတဲ့အခန်းကဏ္ဍတစ်ခုတော့မှာပါတာဟုတ်လို့ဆိုတော့အကယ်၍များလက်သက်မှာဆိုလို့ရှိရင် လင်းတက်တက်မတက်တက်ပေါ့နော် survey ဆိုတော့ကို survey ကိုလေကျွန်တော်တို့ဒီလိုအကြံပြုနေတာ၃လတချိန်လောက်ကို objective တစ်ခုခုနဲ့အဲ့လိုကောက်နေတင်တယ်အဲ့တော့တစ်နှစ်ကို၄ချိန်လောက်ပေါ့နော် survey ကောက်တာမျိုးလေးကြီးကောက်နေရကောင်းတယ်ကောက်တင်တယ်လို့အကြံပြုနေတာကောက်ပါအဲ့ကောက်တဲ့ပုံမှာအလုပ်လုပ်ပါနော်ဟုတ်တယ် okay ပါတယ်အားဆိုလို့ရှိရင်ကိုတော်ကြီးကျေးဇူးအများကြီးတင်ပါတယ်ဒီပါအဲနောက်တစ်ပတ်ကြာလို့ရှိရင်လေနောက်တစ်ပတ်ဆိုတော့နောက် episode တွေကြာလို့ရှိရင်လေအဲဆိုရပါတော့ ဒီ area နဲ့ဆက်ဆက်တာပဲဆက်ပြီးတော့ကျွန်တော်တို့တွေဆက်ဆက်ဦးမှာပေါ့နော်ပြောရလို့ရှိရင်ကျွန်တော်တို့ဒီတောက်လျှောက်ရိုက်ခဲ့တဲ့ဒီ sharing လုပ်ခဲ့တဲ့ episode တွေကိုပြန်ကြည့်စေချင်ပါတယ်အားလုံးကဆက်ဆက်နေကြပါတခုနဲ့တခုကအချိန်ဆမင်းမင်းနဲ့လည်းသွားနေတယ် flow တစ်ခုပေါ်မှာလည်းမိနေအောင်ကျွန်တော်တို့ sharing လုပ်နေတာဖြစ်ပါတယ်ဆိုတော့တခုချင်းတခုချင်းမှကြည့်ရင်လည်းအကျိုးရှိလိမ့်မယ်ဆက်ဆက်ပြီးတော့ရှေ့တွေနောက်တွေနဲ့ဆက်ဆက်ပြီးကြည့်မယ်ဆိုလည်းပိုပြီးအကျိုးရှိပါလိမ့်မယ်စမ်းလေဆုံးအကုန်ကြည့်လိုက်မယ်ဆိုရင် လုံးဝအကျိုးရှိမယ်ဆိုတာအာကျွန်တော်100%ယုံကြည်ပါတယ်။อืมအခုကျွန်တော်တို့ပြောမှာဒီမှာတင်ဆိုရပါလို့ manage လုပ်တဲ့အချိန်မှာမျောမြင်နေဆိုတဲ့ကိစ္စတစ်ခုကိစ္စခက်ခဏတာပါသွားတယ်ပေါ့နော်။မျောမြင်ပြီလို့ရှင်ပြီလားဆိုတော့မရသေးဘူးကျွန်တော်တို့လိုက်ပြီးတော့လုံးဝမဲ့လူတွေရဲ့ခက်ခဏတာလည်းပါလာသေးတာပေါ့နော်။အဲ့ဒီမှာမှစပြီးတော့အသင်းအဖွဲ့တည်ထောင်မယ်လို့အဒီဒီမှာတော့ပါမဲ့လူဘယ်လိုပုံစံနဲ့ကျွန်တော်ရွေးချယ်ကြမလဲကိုကဘယ်လိုမျှော်လင့်ထားမလဲတော့အဲ့ဒါမျိုးခါလေးရှိလောက်ပါဘောနော်တော့နောက်နောက် episode တွေမှာအဲ့ဒီကိစ္စတွေကျွန်တော်တို့ဆွေးနွေးဖို့အတွက်ကိုဟိုတခါတည်းကြိုပြီးတော့ဟိုသတင်းပေးပါစေ အဲဆိုလိုချင်တာကကြိုလင်းပြောရမယ်လို့တခါပြောခဲ့တော့เนาะโอเคကျေးဇူးများတင်ပါတယ်နောက်မှပြန်တွေ့ကြတာဟောနော်ကျေးဇူးပါဟုတ် see you ပါ bye bye see you ပါဟုတ်